အဲ့ကြရင်ငရုတ်သီးအယောင်တင်မုံအတုကိုဘယ်လိုလုပ်လဲဆိုတော့ငရုတ်သီးမိုးမိထားတဲ့မအောင်တဲ့ဟာတွေပေါ့ဗျာဖလန်ချောင်းတွေအဖြူတွေအဖြူတွေမหนีဘူးလေဗျာအဖြူတွေမိုးမိပြီးတော့ပြတ်တဲ့ဟာတွေဖလန်ချောင်းတွေအဲ့ဒီငရုတ်သီးအဖြူချောင်းတွေကိုမှဖျားတွေလူစားတဲ့စေမဟုတ်ဘူးเนาะလူစားတဲ့စေဆိုရင်ကိစ္စမရှိဘူးအဲ့တော့တော့ကိုရေကဘဟုတုရမရှိဘူးလေကျမကြီးတွေဘာတွေနားမလဲဘူးဦးလေးခိုင်းလောက်ရတာပေါ့ဦးလေးတို့ကလည်းသူတို့ကလည်းစီးပွားရေးတွေအပြိုင်ဆိုင်နေဆိုလောက်ကြတာပေါ့ ဖြာတွေမှာစိုးတယ်စီလေတချို့ဆိုအဲ့ဒီစီကိုဆော့ပင်နဲ့လေအဲ့ဒီဖြာစိုးစီကိုရေးလေးစိန်ပြီးတော့ဆော့ပင်နဲ့ဆော့ပင်အချောက်လေဆော့ပင် အားလုံးမင်္ဂလာပါမွေး channel လေးကကြိုဆိုလိုက်ပါရယ်မိုးကုတ်တစ်ဆက်ပေးခြင်းတဲ့ view လေးကတော့ဟင်းခတ်မှုအယောင်တမှုအနေနဲ့ပတ်သက်ပြီးတော့ဒီအယောင်တမှုနေရကျမ်းမာရေကိုဘလောက်တောင်ဆိုးရွားစေလဲဆိုတာကိုဒီအကောကနေပြီးတော့ပြန်လဲပြပြလာပဲဖြစ်ပါတယ် video ထဲမှာဆိုလို့ရှိရင်တော့အပြည့်စုံပါပါတယ်ကြည့်တဲ့အမျိုးတွေအတွက်လည်းလုံအောင်ဘုဟုတရရပ်သွားစီမဲ့ video လေးတစ်ပုဒ်ပဲဖြစ်ပါတယ်မိုးက video လေးကိုဆုံးထိလိုက်ပါကြည့်ရှုပေးဖို့ဖိတ်ခေါ်ပါရှင့်ဒီ video လေးနဲ့ပတ်သက်ပြီးတော့ထင်မြင်ယူဆချက်ကလေးတွေကိုလည်း video လေးအောက်မှာ comment လေးတွေရေးပြလို့ရပါရှင့် video လေးကိုကြည့်တဲ့ကြရအောင်နော်မြန်မာနိုင်ငံသားတွေ အယောင်တင်မှုံသုံးနာတွေကိုရှော့ကြစေခြင်းနဲ့ဟင်းခက်အယောင်တင်မှုံလေဟင်းခက်အယောင်တင်မှုံကဘာလို့ဘာလို့ပြောရလဲဆိုရင်ကျွန်တော်16 18 16 18နဲ့ဒါလောက်ကကျွန်တော်တို့မြို့မှာလေအယောင်တင်တို့စနေမှုံတို့နာမည်ကြီးတဲ့ဒစိထုတ်တာကျွန်တော်ဦးလေးရထုတ်တာလေကျွန်တော်အမေရဲ့မောင်ကျွန်တော်မြို့မှာနာမည်ကြီးပဲဗျာအယောင်တင်မှုံဟင်းခက်မှုံလေအယောင်တင်မှုံကဘလို့လှုပ်လဲဆိုရင်ဟိုအစည်းအကြီးဆုံးကတော့ငရုတ်သီးနီရဲနေတဲ့အတောင်စစ်စစ်ကြီးပေါ့နော် အင်းဒီစစ်စစ်အတောက်နီနီရေးရေးတွေကိုကြိတ်တာဘာမှမရောအဲ့ဒါတော့ဈေးကြီးတယ်ဗောဗျာဈေးကြီးတော့တချို့လူတွေမဝယ်စားနိုင်ဘူးစင်းရဲသားတွေဝယ်မစားနိုင်အဲ့ကြရင်ငရုတ်ဒီအယောင်တင်မုံအတုကိုဘယ်လိုလုပ်လဲဆိုတော့ငရုတ်ဒီမိုးမိထားတဲ့မအောင်တဲ့ဟာတွေဗောဗျာဖလန်ချောင်းတွေအဖြူတွေအဖြူတွေမနီးဘူးလေဗျာအဖြူတွေမိုးမိပြီးတော့ပြတ်တဲ့ဟာတွေဖလန်ချောင်းတွေအဲ့ဒီငရုတ်ဒီအဖြူချောင်းတွေဟိုမှာဖျားတွေလူစားတဲ့စိမ့်မဟုတ်ဘူးနော် လူစားတဲ့ဆေးဆိုရင်ကိစ္စမရှိဘူး။ကိုက်တော်တော့ကိုရီးယားဗဟုသုတမရှိဘူးလေ။ကျမ်းမာရေးတွေဘာတွေနားမလည်ဘူး။ဦးလေးခိုင်းလောရတာပေါ့။ဦးလေးတို့ကလည်းသူတို့ကလည်းစီးပွားရေးတွေအပြိုင်ဆိုင်နေဆိုလောက်ကြတာပေါ့။ဖြားတွေမှာစိုးတဲ့ဆေးလေ။တချို့ဆိုအဲ့ဒီဆေးကိုဆော့ပင်နဲ့လေ။အဲ့ဒီဖြားစိုးဆေးကိုရေလေးစိန်ပြီးတော့ဆော့ပင်နဲ့ဆော့ပင်အချောက်လေ။ဆော့ပင်မမှင်မပေါဘူး။အဲ့ဒီဆော့ပင်နဲ့စံအိတ်တွေဘာတွေမှာစာရေးတယ်။စံအိတ်စာရေးမှာစံဆိုင်တွေမှာအသုံးပြတယ်။အဲ့အဲ့ဒီဆေးလူစားတဲ့ဆေးမဟုတ်ဘူး။အဲ့ဒီဆေးကိုအဲ့ဒီဆေးတွေကို ့မဖွဲနှုနဲ့ရောကျိတ်ပြီးတော့ခင်ခက်ရောင်တဲ့မုံဆိုပြီးတော့အဲ့လိုအတူလှုပ်ရောင်တယ်လေလူတွေကမတိကြတော့ကျမ်းမာကြီးကင်ဆာရောအရွာဖြစ်တယ်ဆိုတော့မတိကြတော့ဝယ်စားကြတာပေါ့ပြီးရင်အဲ့ဒီငရုတ်သီးအဖြူချောင်းတွေကိုလည်းအဲ့ဒီဆေးဆိုရင်ရဲသွားတယ်ဖွဲနှုတွေကိုလည်းအဲ့လိုရောင်တဲ့မုံလှုပ်ရောင်ကြတယ်အဲ့တော့ပြောချင်တာကရောင်တဲ့မုံကိုခင်ခက်ငရုတ်သီးဆေးဆေးကိုကျိတ်ထားတယ်ဆိုရင်အော်မလုံးဝနီးရဲနေတဲ့ မျိုးအောင်နဲ့ညီရဲနေတဲ့အတောင်ကြီးကိုချိန်မှလာသူကဆေးဆိုးစရာမလိုတာအဲ့ဒါကြောင့်မှဒါပေမဲ့အဲ့ဒါကြီးကဈေးကြီးတယ်အတက်နိုင်ဆုံးတော့ငရုတ်တိအတောင်လိုက်လေအတောင်ပေါ်ပဲဖြစ်ဖြစ်အတောင်ရှိပဲဖြစ်ဖြစ်ကွက်ကိုထောင်းတာအကောင်းဆုံးပဲကွက်ကိုထောင်းပြီးတော့ဟင်းချက်ကနီးပါလေရေနွေးလေးနဲ့စိန်ပြီးတော့ထောင်းတာပဲဖြစ်ဖြစ်ဒီတိုင်းအချောက်ထောင်းတာပဲဖြစ်ဖြစ်ကွက်ကိုထောင်းပြီးတော့ဟင်းချက်စားတာအကောင်းဆုံးပဲဆယ်ကတခါအရေးကြီးလို့မထောင်းနိုင်တဲ့အချိန်မှမှအရောင်တင်းဖို့သုံးစီခြင်း ။ရောင်တင်မို့အတူကကြောက်ဖို့ကောင်းတယ်။အဲ့ဒီသူ့ကိုဆိုးတဲ့စီတွေကလူစားတဲ့စီတွေမဟုတ်ဘူး။အဲ့ဒီဖြာဆိုးစီ။ဖြာဆိုးစီတွေမို့လို့စနွင်းမို့စနွင်းမို့အတူကတော့အဲ့လိုကြောက်စရာမကောင်း။အဲ့လိုဆိုစနွင်းမို့အတူကြရင်စီမဆိုးအောင်စနွင်းစနွင်းမို့လည်းအတူတို့ရောင်းကြတယ်။ ကိုကိုတိုင်လောက်ခဲ့ဘူးလို့ဒါပြောပြတာပေါ့နော်သူမဖြစ်အောင်စနေမုံအတူကအဲ့လောက်ကြောက်ဖို့မကောင်းဘူးအဲ့လောက်ယောဂရဖို့မရှိဘူးဘာလို့လဲဆိုတော့ဖွဲနှုတို့စံမုံတို့ဆိုတာလူစားလို့ရတယ်လေဖွဲနှုကလည်းလူတွေဟာရရှိကြရရှိတယ်သူ့ကိုကြစေးနဲ့မဆိုးဘူးစနေမုံအတူကြတော့စေးဆိုးပြီးလောရတာမဟုတ်ဘူးစနေကောင်းချင်းတယ်လေတို့စနေဥကြီးကိုမတိရအညာဟောပါဘူးတချို့ဆိုရင်အဲ့ဒီစနေဥကြီးကိုခေါင်းချမ်းကြီးကို ွှေးပြီးတော့မဲနေတဲ့ဟာလေစနင်းကောင်းချင်းကြီးအဲ့ဒီကောင်းချင်းကြီးနွားမီးတိုက်တဲ့စနင်းမိုင်စိတ်ချမ်းနေပါလေလေရှင်ပြအောင်လို့ရှင်ပြအောင်မီးမွှေးတယ်လေအဲ့ဒီစနင်းကောင်းချင်းကြီးနှစ်ချို့ကြီးပေါ့ဗျာအဲ့ဒီကောင်းချင်းကြီးကစနင်းကအတက်ကိုပဲကြိတ်လို့ရတယ်အဲ့ဒီကောင်းကြီးဥကြီးကြီးချက်ကြိတ်လို့မရအောင်သူကအစီနှစ်တားများအဲ့ဒီစနင်းခေါင်းချမ်းကြီးတွေဟိုမှာဘယ်လိုလုပ်လဲဆိုတော့ ဥမာစံတိတ်လောက်ဖွဲတိတ်လောက်ကိုအဲ့ဒီအဲ့ဒီစနင်ကောင်းချမ်းတပိတ်တာလောက်နဲ့ရောပြီးတော့ချိန်လိုက်တာအဲ့စံဒီဖွဲတွေကအကုန်လုံးအဲ့ဒီစနင်ကောင်းချမ်းရဲ့အစီနှစ်တွေအရာကူးပြီးတော့စနင်မုံရောင်ဖြစ်သွားသူကတော့စနင်ကတော့စီမတုံးအဲ့ဒီစနင်ကောင်းချမ်းကိုပဲတုံးပြီးတော့စနင်အတူလောက်တာစနင်ကောင်းချမ်းကိုစံဒီဖွဲနဲ့ရောချိန်ပြီးတော့တုံးအဲ့ကြအယောင်နေမုံစားတာလေးကယူဆိုင်ကြပါလို့ အယောင်တင်မုံအယောင်တင်မုံချောင်းတင်လိုက်လို့ဟိုအယောင်တင်လောက်ရောက်တဲ့လူတွေကလည်းအကုန်လုံးတိမ့်ကြုံမပြောနဲ့ပေါ့နော်အယောင်တင်အတုလို့အကုန်လုံးတိမ့်ကြုံမပြောနဲ့ကျွန်တော်တို့ဖော်လာစစ်ကြည့်လို့ရတယ်ပြောတဲ့လူတွေရှိတယ်ကျွန်တော်ပြောတာကမြန်မာနိုင်ငံမှာထုတ်ပြီးတော့ရောင်းနေတဲ့အယောင်တင်တွေအကုန်လုံးကအယောင်တင်မုံအမှန်တမ်းများအတုလို့ကျွန်တော်ပြောတာမဟုတ်ဘူးနော်ကျွန်တော်ပြောတာအယောင်တင်အတုလောက်တဲ့နီကိုကျွန်တော်ပြောတယ်အယောင်တင်အစစ်လောက်တဲ့နီကိုကျွန်တော်ပြောတယ်ကျွန်တော်ပြောတာရှင်းရှင်းလေးနော်တေချာပြန်နားထောင်ကြည့် အယောင်နေမုံစစ်စစ်ကငရုတ်တီးမုံစစ်စစ်ကိုကြိတ်တယ်ဘာမှမယောဘူးအဲ့ဒါအယောင်နေစစ်စစ်အဲအဲအယောင်နေရောင်းတဲ့လူတွေကိုစီပွားရေးတုံးနဲ့ထိုးသူလို့ဖြစ်ရင်တော့စိတ်မကောင်းဘူးပေါ့ဗျာကိုမပြောချင်းလို့ဟိုမပြောပြလို့လည်းမကောင်းဘူးဗျာဟောလဲဆိုတော့နွမ်းနူလေးကိုရေရောရောင်းလို့နွမ်းနူကဘာမှမဖြစ်သွားဘူးရေကအန်ဒီယမရှိဘူးလေဟုတ်တယ်မလားနွမ်းနူလေးကိုရေရောရောင်းလို့ နန်းတို့တောက်တဲ့လူဘေးမဖြစ်တော့ဘူးရေကအန်တရာမရှိဘူးအဲပြားရည်တွေကိုတကြားရောရောင်းလို့ဟိုပြားရည်မစစ်တော့ဘူးကောနော်နန်းတို့မစစ်တော့ဘူးဒါပေမဲ့ပြားရည်တွေတကြားရောရောင်းလို့လူတွေအန်တရာမဖြစ်သွားနိုင်ဘူးရောကိုရောနှောက်လိုက်တဲ့ရောနှောက်ကလူတွေအန်တရာမရှိဘူးဆိုရင်ဒါတိတ်ပြုတ်ဟိုတိနေတော့မှလက်ခံလို့ရတယ်ဗောမပြမပြောပြဘူးဗျာဥမာစံဈေးကြီးတဲ့စံတွေကိုကျွန်တော်အကူဝင်ဝဲနေစံရောင်းမှုတယ်ဗျာစံဈေးကြီးတဲ့စံတွေကိုအဲစံဈေးကြီးတဲ့စံနှစ်အိတ်ထဲကို ဈေးချိုတဲ့ဆန်တက်ရောပြီးတော့ရောင်းတယ်အဲ့ဒီဆန်ဈေးကြီးတဲ့ဆန်ဈေးနဲ့ပြန်ရောင်းတယ်အေးဒါအယောတော့ဆန်ညင်းဆန်ညင်းရောတာဗျာသူကတော့ပတ်ဆန်ပူပြီးတော့မြက်သွားတယ်ပေါ့ဒါပေမဲ့စားလုံးတဲ့လူဒုက္ခဖြစ်သွားလားမဖြစ်သွားဘူးအေးအယောနောတော့အယောနောပဲဒုက္ခမဖြစ်တဲ့အယောနောရှိတယ်ဒုက္ခဖြစ်စီတဲ့အယောနောရှိတယ်အေးရောင်နေမောကဒုက္ခဖြစ်စီတဲ့အယောနောကိုကျွန်တော်ပြောပြတာအယောင်တင်းတင်းအကုန်လုံးအတုလို့ကျွန်တော်မပြောဘူးเนาะကျွန်တော်ပြောတာပြန်နားထောင်ကြည့်ကျွန်တော်ပြောတာငြုတ်သည့်စစ်စစ်ကိုကြိတ်တာအယောင်တင်းအစ် တချို့တွေကအယောင်နဲ့အတုလို့ရောင်းနေအတုအကြောင်းကျွန်တော်ပြောပြတယ်ဟိုကို့အယောင်တွေကစစ်ပါတယ်ဆိုပြီးတော့ဟိုအာမခံပြီးတော့စိန်ခေါ်ပြီးရောင်းကျင်လဲရောင်းဖို့မြန်မာပြည်မှာစစ်စည်းစားသုံးလူကြီးကျက်စစ်စည်းဌာနတွေကိုလာစစ်စခိုင်းပြီးတော့ရောင်းဖို့ဘာဖြစ်လဲကျွန်တော်ပြောတာအစ်စ်လို့တဲ့နီးကိုမြုပ်တီးမုံစစ်စစ်ကိုချိန်ဘာမှမရောပဲနဲ့ချိန်အစ်စ်အဲမလာတဲ့ငရုတ်ဒီအဖြူတွေကိုဆေးဆုပ်ပြီးကျင်းအတုအဲကျွန်တော်ပြောတာဒါပဲရှင်းရှင်းလေးဟုတ်တယ်မလား ဟိုလူတွေစားလို့လူတွေစားလို့ရတဲ့စီးနဲ့စိုးတာဆိုရင်ကျွန်တော်မပြောဘူး။ဘာလို့လဲဆိုတော့အဲ့ဒီငြိမ်သူစီးစိုးလိုက်တယ်ဗျာ။စိုးလိုက်တဲ့စီးကလူစားလို့ရတဲ့စီးဆိုရင်ဒါကျွန်တော်မပြောဘူး။အဲဒါဆိုဥပမဖြစ်ဘူးလေ။လူအန်တယ်မဖြစ်ဘူး။ဘာလို့စားတဲ့လူစားတဲ့စီးကိုစိုးတာလဲဆိုတော့ခုကလူစားတဲ့စီးကိုမဟုတ်ဘူး။တချို့ဝင်ရေးထားတဲ့ comment ကို तू မလုံတော့လို့တဲ့။အော်ကျွန်တော်မလုံတော့တာကျွန်တော်မလုံတာအိုးလွန်ခဲ့တဲ့နှစ်18နှစ်လောက်ရှိပြီကျွန်တော်ထိုင်းနိုင်ငံမှာနေတာ။ easy ရေမီးစုံနဲ့လေကြီးခုံနေတာထိုင်းနိုင်ငံမှာ။ ကျွန်တော်လည်းဘာမှမဆိုင်ဘူးကိုကစေတနာနဲ့ဩဟိုဖြစ်နိုင်ရင်ကိုကကိုငြိမ်သီးထောင်းစားတာဟူကောင်းနေစင်းရဲသားတွေယောဂမရစေချင်လို့အဲ့ဒီသဘောနဲ့ကိုကစေတနာနဲ့ပြောတာအလူလူနားမလဲတဲ့လူကြီးရှိသေးတယ်ကိုမလို့တော့လို့ရတယ်။သူတို့သူတို့သူတို့အယောင်နဲ့ထုတ်ရောင်းနေလားမသိပါဘူး။အေးပေါ်ပြောပြောရင်လည်းပြောပါဘော။ဟုတ်ပါပြီ။ကိုမလို့တော့လို့။ကျွန်တော်မပြောပြတော့ခင်ဗျားတို့မသိဘူးလေ။ဘာဖြစ်လဲ။ဟုတ်လားမလား။တိတော့မှာတင်နေဆိုတာ တချို့ကလည်းအခုမှဘာလို့လာပြောလဲလွန်ခဲ့တဲ့၃နှစ်လောက်ကနေကျွန်တော်တက်တော့ဒီအကောင့်မှမဟုတ်ဘူးခြားကောင့်မှကျွန်တော်တင်ဘူးတယ်လူတွေလည်းစေနာနဲ့မတန်ဘူးเนาะကျွန်တော်ပြောတာရှင်းရှင်းလေးမြန်မာပြည်မှာထုတ်ရောင်းနေတဲ့အယောင်တင်တွေရောင်းတင်မှုတွေအကုန်လုံးကကျွန်တော်အတုလို့မပြောဘူးကျွန်တော်ပြောတာပြန်နားထောင်ကြည့်မြုပ်သီးစစ်စစ်ကိုကြိတ်ရင်စီးမဆိုးပဲနဲ့မြုပ်သီးအညီညီရဲရဲကိုကြိတ်ရင်အယောင်တွေအစ်အဲတချို့တွေကသူ့ ဟိုဘယ်လိုကောင်းမလဲအမြက်အမြက်နေတော့ဗောနော်ငရုတ်တိစစ်စစ်ကိုကျင်ဥမာငရုတ်တိဗျာငရုတ်တိခမရသွားခူးကြည့်လိုက်ငရုတ်ခင်းတဲ့ဟိုငရုတ်တိအဆိုးနှစ်တင်းကိုနှစ်တင်းခူးလိုက်တယ်နှစ်တင်းကိုနေပူလှမ်းလိုက်လို့နှစ်တင်းပြန်မရဘူးငရုတ်တိအချောက်တင်းကိုကျိတ်လို့တပိတ်တာမရဘူးအလေးချိန်အဲ့ဒီတော့ဟိုအလေးချိန်နဲ့အခုတော့မသိတော့ဘူးဗျာထိုင်းနိုင်ငံထွက်လာတာကြားလာနေတိုးကထိုင်းနိုင်ငံမှာရောက်နေဟိုလွန်ခဲ့တဲ့18နှစ်လောက်ကငရုတ်တိဈေးမဝယ်မယ်ဆိုရင်အလေးချိန်နဲ့ဝယ်ရတာခုတော့မသိဘူးခင်ဗျားတို့မြန်မာပြည်မှာအခုဘယ်လိုရောင်းနေလဲမသိဘူးအရင်တော့က ငယ်ဦးသီးမုံလေးဇလုံးကြီးနဲ့ထည့်ရောင်းတာအယောင်နေမုံဆိုင်မှာကျွန်တော်တော်ရီအဲ့ဒီအယောင်နေမုံဆိုင်မှာအစစ်အဲဒါအစစ်ဒါနည်းနည်းလေးတုတွေဟာအဲအယောဘယ်နှစ်ချက်သားလိုချင်လဲအလေးချိန်နဲ့ရောင်းတာအချိန်နဲ့အလေးချိန်နဲ့ရောင်းရင်အဲအယောင်နေမုံဥမာတရင်ချိန်မှာတပိတ်တာတော့မရဘူးတရင်ကိုပဲစေးဥမာလက်လီလက်လီစိတ်လိုက်ရင်ဟိုနည်းနည်းလေးရတာဗျဝယ်တဲ့ခါကျရင်အဲ့ဒါဆိုရင်အလေးချိန်တူအောင်ကြရင်ဘယ်လိုလုပ်လဲဆိုရင်ငယုတ်သီးအချောက်အယောင်နေမုံကိုအလေးချိန်တူတာအလေးချိန်နဲ့ရောင်းတဲ့ခါကျရင်စားထည့်ပြီးတော့ ရောင်းတယ်အဲ့ဒါကြောင့်ရောင်နေမုန်းခန့်ရင်ခင်းနေငန်းငန်းကုန်လာစားသိပ်ပြီးတော့ထဲ့လို့မရဘူးဘာလို့လဲဆိုတော့ငရုတ်သီးမုန်းတပိတ်တာအဲ့ဒီခစ်ကဥပမာပြောပြရအောင်အဲ့ဒီခစ်ကငရုတ်သီးမုန်းတပိတ်တာတထောင်ရှိမယ်ဆိုရင်စားတပိတ်တာမှာ50 60လောက်ပဲရှိဟို50 60တောင်မရှိပါဘူး15ကျက်20လောက်ပဲရှိမယ်စားဈေးတအားပေါ်တယ်လीဒါပေမဲ့ငရုတ်ကြီးရောင်နေမုန်းလေးကိုရီရောလိုက်တဲ့အခါမှာအလေးချိန်ကတိုးသွားတော့အရောင်တင်မုန်းဈေးရတယ်လीအေးအဲ့ဒီသဘောအဲ့လိုလဲအလေးချိန်တိုးအောင်ကိုးတယ်အရောင်နေရောင်းတဲ့လူတွေ ပြောကျွန်တော်ပြောချင်တာခင်ဗျားတို့အယောင်တင်တွေကိုမစားပါစေဆိုတဲ့ပုံစံမျိုးနဲ့ခင်ဗျားတို့စီးပွားရေးကိုဒုန်းနဲ့ထိုးတာမဟုတ်ဘူးစားသုံးတဲ့လူတွေအယောင်တင်အတုတွေကိုစားမိမှဆိုလို့ယောဂရမှဆိုလို့ငကောမှစောက်ဆံမှရှိစင်းရဲပါလေဆိုတာမှအယောင်တင်အဲလူတွေမစားတဲ့ဖြာစိုးစည်းနဲ့ဆိုတာလေအယောင်တင်တွေစားပြီးတော့ယောဂရမှဆိုလို့စောက်ရည်ရှည်ပြီးပြောပေးတာနော်တို့တို့ကထိုင်းနိုင်ငံမှာအေးအေးဆေးဆေးရေမီးစုံနဲ့လေဒီခုံနေတာ ခင်ဗျားတို့ခင်ဗျားတို့စားသုံးနေတဲ့အယောင်တင်ကအစစ်လားအတူလားတိကျင်ခွဲခြားတဲ့နီးရလွယ်လွယ်လေးပဲဟုတ်ပါဗျာငရုတ်ပြီးကြောက်ငရုတ်ပြီးကြောက်နီနီရဲရဲအတောင်ဝင်ဈေးကြီးနေအောင်ပဲငရုတ်ပြီးအတောင်မှာတိတ်ပြီးတော့မနီမရဲဗျာနည်းနည်းငရုတ်ပြီးကြောက်ကမှဒါကြီးဈေးမကြီးတဲ့ငရုတ်ပြီးကြောက်ကိုဝယ်လိုက်ဗျာအဲ့ဒီငရုတ်ပြီးကြောက်900ဘူးတော့ဝယ်လိုက်ဗျာအဲ့ဒီငရုတ်ပြီးကြောက်900ဘူးဝယ်ပြီးတော့ခင်ဗျာရောင်တင်မှုန်900တန်းနဲ့ရှင်ပြီးတော့ချိန်ကြီးလိုက် ချိန်ကုန်ရဲ့ဟိုဘက်မှာအယောင်တင်မှ900တန်းထက်ဒီဘက်မှာငရုတ်ကြီးကြောက်900တန်းထက်ဘယ်သူကအလေးချိန်ပူတာနေလဲလို့အယောင်တင်မှုကအများကြီးပေါ့နေရမှာငရုတ်ကြီးကြောက်ကတုထာအများကြီးငရုတ်ကြီးကြောက်ကုံချမ်းပေါ့ဗျာငရုတ်ကြီးကြောက်အမှုန်မကျရသေးတဲ့အတောင်ကအယောင်တင်မှု900တန်းထက်ငရုတ်ကြီးကြောက်အတောင်ငရုတ်ကြီးအတောင်900ပိုးကပို့ပြီးတော့အလေးချိန်စီးနေရမှာအယောင်တင်မှုကအလေးချိန်ပေါ့နေရမှာအာဖြစ်လို့လဲဆိုတော့အယောင်တင်မှုကဘာလို့ပေါ့ရမှာလဲဘာလို့နေရမှာလဲဆိုတော့ သူ့မှာအလုတ်သမားကတွေရှိတယ်ဗျာသူ့မှာကုံကြောဖြစ်သွားအောင်ကြိတ်ခတွေရှိတယ်ကြိတ်ခကုံကြားစိတ်တွေရှိတယ်ပြီးရင်ထုတ်ပိုးစိတ်ပလတ်စတစ်တံပိုးတွေထုတ်ပိုးစိတ်တွေရှိတယ်နောက်ပြီးရင်တချို့ဆိုတစိတ်ရိုက်တယ်ဗျာအယောင်တွေမှုံမှာတစိတ်နာမည်တစိတ်တွေပါတယ်မလားတစိတ်ရိုက်တယ်အဲ့ဒီတစိတ်အတွက်ကုံကြားစိတ်တွေရှိတယ်ကုံချမ်းနေကုံကြောဖြစ်သွားဖို့တည်းသူ့မှာကုံကြားစိတ်တွေရှိတဲ့အတွက်ကုံချမ်းကို तू မရှင်နိုင်ဘူးကုံချမ်းကပုံနေရမှာ ဲ့ဒါရှင်းရှင်းလေးပဲခမရစားနေတဲ့ရောင်တွေကအစ်လားတူလားသိချင်းငယုတ်ဒီဈေးကြီးတဲ့အတောင်မဝင်နေဘူးနော်ဈေးကြီးတဲ့ဆိုတာနီရဲနေတဲ့အတောင်တွေကဈေးကြီးတယ်တိတ်မနီမရဲဗျာဖြူဖက်ဖြူရော်လေးငယုတ်ဒီကိုခမရ900ဘုဝယ်လိုက်အဲ့ဒီငယုတ်ဒီ900ဘုနဲ့ခမရရောင်တွေ900ဘုနဲ့ရှင်းရှင်းကြည့်လိုက်ပေဟာလေးချိန်တားနေလေအရောင်တွေမွားလေးချိန်တားနေလေရောင်ကြီးမွားများနေဆိုတော့အဲ့ရောင်တွေကမစစ်တော့ဘူးကျွန်တော်ပြောတာရှင်းရှင်းလေးနော်ငယုတ်ဒီ900အတောက်ငယုတ်ဒီအချောက်900ဘူးနဲ့အမှုတ်900ဘူးနဲ့ဆိုရင်အမှုတ်က ။ဘယောင်နေမှုကပော့ကိုပော့နေရမှာ။နဲကိုနေနေရမှာ။ငွေပြီးကုံချမ်းထက်ကုံချောကနဲကိုနေနေရမှာ900ရပိုးချင်းရှင်း။ဟောလဲဆိုကုံချောကဘာလို့ပုံနေရမှာလဲဆိုသူ့မှာထုတ်ထုတ်ခါတွေရှိပြဗျာ။လုံသမားစိတ်တွေရှိတယ်။ကုံချောဖြစ်အောင်ကြိတ်ခါတွေရှိတယ်။အဲ့ဒီအတွက်ကုံချားစိတ်တွေများတဲ့အတွက်ကုံချမ်းနဲ့ဒန်းတူမရောက်နိုင်ဘူး။ကုံချမ်းထက်သူကနဲကိုနေနေရမှာ။အဲ့ဒါအတုစစ်ခွန်းကြီးလွယ်လွယ်လေးပဲဗျာ။ ဘယ်လိုလဲမှာဆိုလို့ရှိရင်တော့ဒီကိုကသူ့ကိုယ်တိုင်ပေါ့နော်အယောင်တင်ဖို့လောက်ခဲ့တဲ့သူဆိုတော့အခုကကြီးတဲ့အမျိုးအတွက်ဘဝသူ့ရဲ့ရအောင်လို့ပြန်လဲမျှဝေလိုက်တာပေါ့နော်တိတ်ပြီးတော့မပြေလည်တဲ့သူကြီးကြတော့လဲအလွယ်ပေါ့နော်ဒီအယောင်တင်ဖို့ဝယ်သုံးကြရပေါ့နော်အခုကြီးနေတဲ့အမျိုးကြီးလဲဒီအယောင်တင်ဖို့သုံးမယ်ဆိုလို့ရှိရင်ပေါ့နော်ဒီအကိုပြောထားတယ်လို့အဲအစ်စ်လားအတူလားဆိုတာကိုတီချာလေးခွဲပြီးတော့သုံးဖို့လိုလိုအပ်တယ်ပေါ့နော်ကြီးတဲ့အမျိုးကြီးဘဝသူ့ရဲ့ရအောင်လို့ပြန်လဲမျှဝေလိုက်တာပဲဖြစ်ပါတယ်ဝက်ဗီဒီယိုလေးကိုဆုံးဖြတ်လဲပဲကြည့်ရှုပေးလို့အားလုံးကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်လဲမူဘဝသူ့ရဲ့ရဆရာလေးဆယ်လီတဲ့နေ့နေ့စဉ်နဲ့တက်ဆက်ပြီးမှာမူမွေး channel လေးကိုလိုက်ဆက်ခွင့်နဲ့တောက်ပို့တောက်ဆိုပါတယ်ရှင်နောက်ထပ် review, might be someone out there.